16ကြိမ်မြောက်ကမ္ဘာကာယဗလာနဲ့ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့မြန်မာနိုင်ငံကိုစားပြုအားကစားဖွဲ့ဟာရန်ကုန်မြို့ကိုပြန်လည်ရောက်ရှိလာပြီလို့သိရပါဗျ။ကမ္ဘာကာယဗလာနဲ့ကာယကြံ့ခိုင်မှုအားကစားဖွဲ့ချုပ် WBPF နဲ့ Indonesia Bodybuilding and Fitness Federation တို့ပူးပေါင်းကျင်းပခဲ့တဲ့16ကြိမ်မြောက်ကမ္ဘာကာယဗလာနဲ့ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲကို2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ18ရက်နေ့ထိအင်ဒိုနီးရှားနိုင်ငံဘန်တန်ကျွန်းမှာကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာမြန်မာအသင်းကအုပ်ချုပ်သူနေပြ3ဦးအားကစားသမားအမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးစုစုပေါင်း9ဦးဝင်ရောက်ရှင်ပြိုင်ခဲ့ကြပါတယ်မြန်မာအသင်းဟာအမျိုးသား85ကီလိုရမ်ပြိုင်ပွဲအမျိုးသား80ကီလိုရမ်ပြိုင်ပွဲ Women's Model Face Quick Up to 160 cm ပြိုင်ပွဲ Women's Swimsuit Model Face Quick Up to 165 cm ပြိုင်ပွဲ Women's Model Fisquid up to 170 cm ပြိုင်ပွဲနဲ့ Women's Swimsuit Model Fisquid over 165 cm ပြိုင်ပွဲအမျိုးအစားတွေမှာဝင်ရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်။အမျိုးသား85ကီလိုတန်းပြိုင်ပွဲမှာတော့ရဲထွန်းနောင်ကပထမရွှေတစိမ့်စုကိုရခဲ့ပြီးအမျိုးသား80ကီလိုတန်းပြိုင်ပွဲမှာချမ်းမြေထွန်းကဒုတိယငွေတစိမ့်စုကိုရရှိခဲ့ပါတယ်။အမျိုးသမီးအားကစားသမားစုစုတန်းက Women Swimsuit Model Fisquid Over 165 cm ပြိုင်ပွဲမှာဒုတိယငွေတစိမ့်စုနဲ့ ။ Women's Model Fisquare up to 170 cm ပြိုင်ပွဲမှာတတိယကျေးဇူးတင်ဆုတို့ကိုရရှိခဲ့ပါတယ်။ Women's Model Fisquare up to 160 cm ပြိုင်ပွဲမှာတော့နီနီအောင်ကတတိယကျေးဇူးတင်ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။မြန်မာတင်ကရထွန်းနာကပြီးခဲ့တဲ့15ကြိမ်မြောက်ကဘာကာယပလာနဲ့ကာယကြံ့ခိုင်မှုပြိုင်ပွဲမှာရခဲ့တဲ့ပထမရွှေစိတ်စုကိုအခုနှစ်မှာလည်းထပ်မံဆုကူထားနိုင်ခဲ့လို့နှစ်ထပ်ကွမ်းကဘာချန်ပီယံဖြစ်မြန်မာနိုင်ငံကိုစားပြုအမှတ်တမ်းဝင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာမြန်မာနိုင်ငံကိုစားပြုအားကစားအဖွဲ့ဟာရွှေတစိမ့်တစ်ခု၊ငွေတစိမ့်နှစ်ခုနဲ့ခြေတစိမ့်နှစ်ခုစုစုပေါင်းစုတစိမ့်၅ခုကိုစုခုရရှိခဲ့ပါတယ်ရှင်။